တငယ်ချင်းများအားလုံးနဲ့အကိုမတို့မင်္ဂလာပါပဇွန်တို့ကလေးနဲ့ခဝဲဒီလေးနဲ့ဟင်းချိုချက်နဲ့ခဝဲဒီလေးတွေဒီလိုစိတ်ထားလိုက်တယ်ကွယ်ပြီးလို့ရှိရင်ထုံးစံအတိုင်း ready made ထုတ်ကလေးနဲ့เนาะချက်တုံပြူလေးနဲ့အိုးရဲကိုရေလေးထည့်လိုက်တယ်ရေနေကိုလေးတဲအောင်ပါဟင်းချိုမုံလေးကိုရင်ကြီးတက်တက်အမှုန်တက်တက်ခွဲဖယ်လိုက်တယ်ပြီးရင်ခုနရေနေအိုးရဲတဲထားတဲ့ရေနေအိုးရဲကိုဟင်းချိုမုံလေးထည့်လိုက်တယ် ချက်သွန်ဖြူလေးထည့်တယ်။ဒီနွေလေးစုလာပြီဆိုရင်တော့ကစွန်လေးဒီလိုထည့်လိုက်ပါလေရှင်။မြုပ်ကအလုံးလိုက်ကလေးတွေထည့်လိုက်တယ်ဒီလိုထွက်လာတဲ့မြုပ်တွေကိုခတ်လိုက်ပါလေရှင်။ကျွန်မပဇွန်ထဲ့တာများ နေတဲ့အတွက်ပဇွန်ဖယ်လိုက်ပါတယ်ပြီးတုပ်စားဖို့ဖြစ်ပါတယ်ပြီးခွဲသီးလေးတွေထည့်လိုက်တယ် ခဝဲသီးလေးတွေဣသွားပြီဆိုရင်တော့ကြက်တုံကြော်လေးနဲ့ခုနရေညှိမှုံလေးနဲ့ဖြန်းလိုက်တယ်။ပြီးငေကောင်းမှုံလေးထက်ထက်တယ်။ကဲဒီလိုမျိုးလေးရပါပြီ။ဒါတော့မလွင်ချက်တဲ့ပုံစံတို့ခဝဲသီးရှင်စုလေးကအားလုံးကျမ်းမာချမ်းသာကြပါစေနော်။